ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်မှစစ်ကောင်စီစခန်းကိုခုကိုတိုက်ခိုက်မှုတွင်စစ်ကောင်စီဘက်မှ16ဦးသေဆုံးပြီးရဲအုပ်တအုပ်ပါဝင်3ဦးရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ပြည်သူတွေရွေးချယ်ထားတဲ့အယတာဆိုးရနဲ့မဲရလက်တွေကိုပယ်ဖျက်ပြီးစစ်အာဏာသိမ်းထားတဲ့အာဏာသိမ်းစစ်ခေါင်းဆောင်ဟာရွေးကောက်ပွဲထက်လုပ်ပြီးပြည်သူမဲပေးတဲ့အဆိုးရကို အာဏာလွှဲမယ်လို့ထက်မှန်ပြောကြားခဲ့ကြောင်းသိရပါတယ်။ဘကိုးတိုင်းမင်းလာမြို့နယ်တွင်စစ်တပ်ရဲ့မီရှိုးမှုကြောင့်ယနေ့ထိ စစ်ဆောင်ရွာ40ကျော်ရှိလာပြီးစစ်ပေးဆောင်ပြည်သူတပေါင်းဝန်းကျင်ရှိနေကြောင်းသိရပါဗျ။ကျွန်တော်ဒီနေ့ရဲ့သတင်းထူးများကိုစူးစီးဖော်ပြပေးပါတော့မယ်ခင်ဗျာ။ကျွန်တော်ရဲ့ channel လေးမှာနေ့စဉ်သတင်းထူးများကိုစူးစီးဖော်ပြပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ပေးကြပါခင်ဗျာ။ဒါဆိုရင်ဆက်လိုက်ရအောင်။ကိုတိုင်းညောင်လေးပင်မြို့နယ်ကြောက်တကားမြို့နယ်ဖြူးမြို့နယ်တွင်ရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိ စစ်ကောင်စီတပ်များအခြေချတပ်ဆွဲထားသည့်စခန်းကိုခုကိုတော်လန်ရေးတပ်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်တပ်ဖက်မှ16ဦးသေဆုံးပြီးရဲအုပ်တအုပ်ပါဝင်3ဦးရှင်ဖမ်းဆီးရရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနကတရားဝင်သတင်းထုတ်ပြန်ထားပါသည်။ယနေ့ဇွန်လ25ရက်နေ့နနက်စောပိုင်းတွင်စစ်ကောင်စီတပ်စခန်းများအလုံးကိုဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်16ဦးထပ်မနေသေဆုံးခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရရှိကာ ရဲအုပ်တဦးအပါအဝင်စစ်တုံးပန်းသုံးဦးကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရပါတယ်တိုက်ပွဲအတွင်းလက်နက်ကြီးလက်နက်ငယ်အစုံ16လက်နှင့်ခဲယမ်းများစစ်တုံးပစ္စည်းမြောက်များကိုလည်းတင်ဆီရရှိခဲ့ကြောင်းသိရပါတယ်စစ်ကောင်စီစခန်း၉ခုအနက်မှစခန်းတစ်ခုဖြစ်သောညောင်လေးပင်မြို့နှင့်ကြောက်တကားမြို့ကြားရန်ကုန်မန္တလေးလမ်းဟောင်းပေါ်ရှိတော်ဝိကျေးရွာမှစစ်တပ်စခန်းကိုယနေ့ဇွန်လ25ရက်နေ့နနက်တနာရီခန့်ချိန်တွင်တော်လန်ရေးပူပေါင်းတပ်ဖွဲ့ကဝင်ရောက်တိုက်ခိုက်ခဲ့ရာ နနက်နှစ်နာရီအချိန်တွင်စခန်းကိုအပိသက်သိမ့်ပိုက်ရရှိခဲ့ကြောင်းသိရပါတယ်။လက်နက်ကြီးပစ်ကူကတော့ထိတွေ့တိုက်ပွဲဖြစ်ကြတဲ့ကတောက်လျှောက်ပစ်ပေးတာမျိုးရှိပါတယ်။လေကြောင်းပစ်ကူတော့မလာပါဘူး။စခန်းကိုတော့စစ်စင်ရေးရီမှန်းချက်အတိုင်းအောင်မြင်စွာတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပါတယ်လို့တော်ဝင်တောင်းတရင်မှတာဝန်ရှိသူတဦးကပြောဆိုထားကြောင်းသိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗကိုးတိုင်းစစ်ဌာနမှဗကိုးတိုင်းတွင်စစ်စင်ရေးများကိုတိုးမြင့်ဆောင်ရွက်လျက်ရှိသဖြင့်ပြည်သူများအနေဖြင့် ပူပေါင်းပါဝင်ပေးကြပါရန် မေတ္တာရက်ခံထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပြည်သူတွေရွေးချယ်ထားတဲ့အယတာဆိုးရနဲ့မဲရလက်တွေကိုပယ်ဖျက်ပြီးစစ်အာဏာသိမ်းထားတဲ့အာဏာသိမ်းစစ်ခေါင်းဆောင်ဟာရွေးကောက်ပွဲထက်လုပ်ပြီးပြည်သူမဲပေးတဲ့အဆိုးရကိုအာဏာလွှဲမယ်လို့ထက်မှန်ပြောကြားခဲ့ကြောင်းသိရပါတယ်။စစ်ခေါင်းဆောင်မင်းအွန်လိုင်းကနိုင်ငံရေးနိလန်းကိုတွေ့ဆုံဆွေးနွေးခြင်းဖြင့်တာအဖြေရှာတင်တာကြောင့်ငင်းကြံရေးဆွေးနွေးပွဲတွေကိုကြိုဆိုလန်းဖွင့်ထားတယ်လို့ ဇွန်လ25ရက်နေ့နေပြည်တော်မှာပြုလုပ်ကျင်းပတဲ့ငင်းချမ်းရေးညီလာခံမိန့်ခွန်းမှာအခုလိုထည့်သွင်းပြောဆိုသွားတယ်လို့သိရပါဗျ။ခြေဥ်မှာပြတ်ထန်းထားတဲ့အတိုင်းအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့အဆုံးဖြတ်ဖြင့်ရေးကောက်ပွဲကျင်းပပြီးရေးကောက်ပွဲကနေပေါ်ပေါက်လာတဲ့ပြည်သူတွေမဲပေးရွေးချယ်လိုက်တဲ့အစိုးရကိုအာဏာလွှဲပေးသွားမယ်လို့ဆိုပါတယ်။ဒီမိုကရေစီစနစ်ကိုအခြေခံတဲ့ပြည်ထောင်စုနိုင်ငံကိုထူထောင်ဖို့2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပါတီစုံဒီမိုကရေစီစနစ်ကိုအကောင်အထည်ဖော်ဖို့ မတူကွဲပြားတဲ့ကိုစားပြုမှုတွေအတွက်ရွေးကောက်ပွဲစနစ်ကိုမဲမြသူအနိုင်ယူစနစ်နဲ့အချိုးကျကိုစားပြုစနစ် PR စနစ်ကိုပေါင်းစပ်ကျင့်သုံးသွားမယ်လို့ဆိုပါတယ်စစ်ခေါင်းဆောင်ကဒီညီလာခံမှာကဏအတီးတီးအဖွဲ့အစည်းမျိုးစုံကပုံကိုယ်တွေပါဝင်ကြပြီးဒီညီလာခံကိုအားလုံးပါဝင်တဲ့အမျိုးသားအဆင့်ဆွေးနွေးပွဲတရက်ဖြစ်စေဖို့ငင်းချမ်းရေးမှာပါဝင်ပတ်သက်သူအားလုံးကိုဖိတ်ကြားခဲ့တယ်လို့လည်းအဖွဲ့မှစကားမှာထည့်သွင်းပြောကြပါတယ်ကျွန်တော်တို့ကတော့နိုင်ငံနဲ့ပြည်သူလူထုရဲ့မျက်နှာကိုကြည့်ပြီးတွေးဆုံဆွေးနွေးရေးအတွက် အမြဲတမ်းလက်ကမ်းကြိုဆိုပါတယ်အားလုံးပါဝင်ပြီးစောနိုင်သမျှစောပြီးဆွေးနွေးနိုင်လျင်နိုင်ငံအတွက်ပုံမှုကောင်းမှုမှာဖြစ်လို့တွဲဆောင်ဆွေးနွေးရေးအတွက်ထက်မှန်ဖိတ်ခေါ်အပ်ပါတယ်လို့ဆိုပါတယ်စစ်ကောင်းဆောင်ကငင်းချမ်းရေးအတွက်တွဲဆောင်ဆွေးနွေးဖို့အခုလိုဖိတ်ခေါ်နေပေမဲ့မလတ်28ရက်နေ့ကလောက်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြီးကြောင့်လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့မလင်းပြန်လဲထူထောင်ရေးတွေလှုပ်ဆောင်ဖို့ဆိုပြီးယာယီပြည့်ရက်ကြောင်းကြီးညာခဲ့ပေမဲ့အပြည့်ရက်ကြောင်းကြီးညာထားတဲ့ကာလအတွင်းမှာပဲလေကြောင်းတိုက်ခိုက်မှုတွေ မြေပြင်ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ထိုးတိုက်ခိုက်မှုတွေကြောင့်အပြစ်မဲ့ပြည်သူနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ600ခန့်တေဆုံးခဲ့ကြတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ပဲခူးတိုင်းမင်းလာမြို့နယ်ရှိခွတ်မကြီးရွာကိုစစ်တပ်ကယနေ့နံနက်ပိုင်းတွင် မိတင်ရှို့ခဲ့ပြီးရွာသူရွာသားချို့ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားသည်ဟုသတင်းရရှိပါတယ်။ဇွန်လ25ရက်မနက်ပိုင်းတွင် ခွတ်မကြီးရွာအုပ်စုထဲမှ ခွတ်မကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ကမိတင်ရှို့ခဲ့ခြင်းဖြစ်ကြောင်းတရင်းရင်းမြစ်များကပြောကြားထားပါတယ်။တိုက်ပွဲဖြစ်တာမရှိပါဘူး။ခွမရွာကိုစစ်သားတွေကခုမိတင်ရှို့နေတာမိခိုးလုံးဝမြင်ရတယ်။မနေ့တည်းကရွာကလူတွေလည်းရှောင်းကြတိန်ကြနဲ့ရွာထဲမှာအသက်ကြီးသူတွေပဲကျန်ပါတယ်ဟုဒေသပြည်သူတို့ရဲ့ပြောကြားချက်ကိုကိုးကားပြီးဒေသတရင်းရင်းမြစ်ဖြစ်တဲ့မင်းလာတရင်းကပြောဆိုထားပါတယ်။ယမန်နေ့ဇွန်လ24ရက်နေ့တွင်လည်းစစ်တပ်မှလက်နက်ကြီးများဖြင့်ငလဆန်းရွာခွမရွာနှင့်စမ်းပုတ်ရွာဘက်ကိုပစ်ခတ်ခဲ့သည် ထို့ပြင်မိမလောင်ပဲကြံခဲ့တဲ့ငလဆန်းရွာမအိမ်များကိုလည်းထက်မှန်မိရှုခဲ့ကြောင်းသတင်းရရှိပါတယ်။ထို့ပြင်ရွာသား၁၄ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါတယ်။ဇွန်လ၂၃ရက်နေ့ညနေကငပြောတုံးရွာမှပြည်သူ၁၁ဦး၊တောင်ပေါ်စုရွာမှပြည်သူ၂ဦး၊ဇွန်၂၄ရက်တွင်ကရင်ပင်ဆန်းရွာမှအမျိုးသမီး၁၀ဦးကိုစစ်တပ်ကဖမ်းဆီးခဲ့ကြောင်းသတင်းရင်းမြစ်များကထက်မှန်ပြောကြားထားပါတယ်။ဖမ်းဆီးခံရသူများအား မိတိနေရာသို့ခေါ်ဆောင်သွားတယ်ဆိုတာကိုမသိရသေးပါဘူးလို့ပြောဆိုထားပါဗျ။ထို့အပြင်ဇွန်လ22ရက်နေ့တွင်စစ်တမပစ်ခတ်ခဲ့သောလက်နက်ကြီးထိမှန်ပြီးစမ်းပုတ်ရွာမှကိုရီကဲဒဏ်ရာရရှိခဲ့ပါဗျ။ဇွန်လ23ရက်နေ့တွင်လည်းတာကလေးကြီးရွာကိုလက်နက်ကြီးကြားရောက်ပောက်ကွဲမှုကြောင့်ဖားလေးကွင်းမြောက်စုမှဦးဩအာကြီးနှင့်တာဖြစ်သူကိုဖီဘိုးမင်းတို့သည် ပြင်းထန်သောဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါဗျ။မင်းလာမြို့နယ်တွင်စစ်တပ်၏မီးရှို့မှုကြောင့်ယနေ့ထိစစ်ဆောင်ရွာ40ကျော်ရှိလာပြီး စစ်ပေးဆောင်ပြည်သူတသောင်းဝန်းကျင်ရှိနေကြောင်းဒေတာခန့်များကပြောကြားထားပါတယ်။နောက်ရက်တွေမှာလည်းထူးခြားတဲ့သတင်းအသစ်များကိုဆက်လက်တင်ဆက်ပေးမှာမို့လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာကောင်းသောနေ့လေးဖြစ်ပါစေ။